ကျောက်ဖြူမှာအရက်သားတွေပိတ်ဆို့ခံထားရတဲ့အခြေအနေကပိတ်နေတဲ့လူတွေကတော့အများကြီးရှိတယ်။တင်းတို့ခက်မှတင်းတဲ့လူကတဲတာပေါ့။တင်းတို့ကမတဲတဲ့လူကလည်းဆီဖုန်ကြီးကြောင်းတော့ဘက်တော့ကအရက်ထိုင်အိမ်မှာလာတဲ့နေရတာကိုမန္တလေးရာပြည့်ပွဲကိုစစ်ကောင်းဆောင်ဖွင့်လှစ်ပေးခဲ့ပြီးတဲ့နောက်စစ်တပ်ခြေဆိုင်ရာနန်းတွင်းထဲကိုရှော့တိုက်ဒုံးနဲ့အပြစ်ခံရတယ်လို့ဒေသခံတွေကပြောပါရတယ်။ တေးကြတော့အဲ့နန်းတွင်း area တွေကြာအတီးပြုလို့ရတယ်အဲ့ဒါတော့တေးကြတယ်ရှားလိုက်တဲ့သူကအဲ့နန်းပတ်လေမဆွဲနေကြတယ်အတီးပြုရဆောင်းနိုင်ခွဲလောက်ဖြစ်တယ်ဆိုတဲ့အကြောင်းအဲ့နှစ်ကြိမ်နဲ့တေးကြတော့ short တိုက်တော့မူဒီသတင်းတွေနားဆင်ရဖို့ရှိပါတယ်ကျမစန္ဒာဝဲမှာရှင်ကစားကမ်းမြောင်တစ်ခုလုံးကိုထိန်းချုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးကြဲကဂါဇာစစ်တီကနေစွန့်ခွာသွားတဲ့သူပေါင်း9သိန်းရှိပြီလို့အစ္စရေးကပြောပါတယ်။ဒါဟာမြို့လူလူရဲ့90ရာခိုင်နှုန်းဖြစ်ပါတယ်။ဟာမတ်အဖွဲ့လက်ထက်ကအစ္စရေးတစားကန်တွေနဲ့အစ္စရေးဖန်ထားတဲ့ပါလက်စတိုင်းအကျဉ်းသားတွေအပြန့်အလှန်လဲပေးရေးနဲ့အပြစ်ရရေးဆိုင်ရာညီညာရေးဆွေးနွေးပွဲအီဂျစ်မှာမကျင်းပခင်ဒီအရေးအတွက်ထွက်ပေါ်လာတာပါ။အခုလိုလူပေါင်းများစွာအုပ်စုလိုက်ရွှေ့ပြောင်းနေကြတာဟာဂါဇာမှာအထက်မြင့်အဆောက်အုံတွေပြိုကျနေပြီးအစ္စရေးရဲ့ပြင်းထန်တ နဲ့စစ်စင်ရေးအပြင်ဒေသလုံးကိုထိန်းချုပ်ဖို့ဆုံးဖြတ်လိုက်တာကြောင့်လို့အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရေးခတ်ကပြောပါရယ်တချိန်ထဲမှာဂါဇာမှာနေပိုင်းမှာအစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေရတယ်ဘင်္ဂလားဒေ့ရှ်မှာအဖိုးတန်၅မျိုးစိတ်တွေကိုကာကွယ်စောင့်ရှောက်ဖို့စစ်သည်မော်တွေစစ်ရဟတ်ရင်တွေချထားပါဗျ။မြန်မာနိုင်ငံမှာငတလောက်လို့ခေါ်တဲ့ဟီလ်ဆာ၅မျိုးစိတ်ကိုတားပေါက်ချိန်မှာဖမ်းဆီးတာရောင်းချတာကို၃လတားမြစ်ထားပါဗျ။ ဘင်္ဂလားဒေ့ရှ်မှာနှစ်ချိုင်စွာစားသုံးလေးရှိကြတဲ့ငတ်တလောက်ကောင်းရင်အများအပြားဟာနှစ်စဉ်လိုလိုဘင်္ဂလားပင်လယ်အော်တဝိုက်မှာလာရောက်ဥချလေးရှိပါတယ်။စစ်တပ်ထုတ်ပြန်ချက်မှာတော့ငါးမဖမ်းရတားမြစ်ချက်ကိုလူတွေလိုက်နာမှုရှိအောင်သင်းမောအစင်20နီးပါးနဲ့24နာရီမပြတ်စောင့်ကြည့်လုံခြုံရေးယူသွားမယ်လို့ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံမှာမနေ့စနေနေ့တုန်းကလူမှုကွန်ရက်ပေါ်မှာနာမည်ကြီးသူပညာပတ်ပွန်ပိုင်နဲ့ချင်းသေးတကောင်လွတ်သွားပြီးလူတွေကိုတိုက်ခိုက်ခဲ့လို့ကလေးတယောက်အပါအဝင်လူနှစ်ယောက်ဒဏ်ရာရသွားတယ်လို့အာဏာပိုင်တွေကပြောပါတယ်။အဲ့ဒီချင်းသေးကိုအခုတော့ပြန်ဖမ်းမိခဲ့ပြီးဒဏ်ရာရသွားသူတွေရဲ့အခြေအနေမစိုးရိမ်ရဘူးလို့ဆိုပါတယ်။ပညာပတ်ပွန်ကလည်းဒီချင်းသေးကိုဘလို့မွေးမြူခဲ့ရတယ်လဲဆိုတာကိုအွန်လိုင်းပေါ်မှာရေးသားထားပါတယ်။တိရစ္ဆာန်တွေကို တန်ကျိုးတက်လောင်အိမ်ထဲထည့်ထားတာဟာမြင်ရတာစိတ်မချမ်းသာစရာကောင်းတယ်လို့တချို့ကပြောဆိုနေကြပါတယ်။ထိုင်းနိုင်ငံမှာချင်းသစ်မွေးတာကိုတရားဝင်ခွင့်ပြုထားတယ်လို့ဒေတာရင်းမီဒီယာတွေပေါ်မှာဖော်ပြထားပြီးမစ္စတာပပွန်ဟာတာယိုင်းတလိ္ဆန်ကာကွယ်ရေးဥပဒေနဲ့တရားစွဲခံရတယ်လို့ဆိုပါတယ်။သူ့မှာအပြစ်ရှိကြောင်းစီရင်ခံရရင်1600လကြားခံရနိုင်တယ်လို့ငွေဒဏ်ဒေါ်လာ1500အထိပေးဆောင်ရဖို့ရှိပါတယ်။ နီပေါနဲ့အိန္ဒိယမြောက်ပိုင်းမှာမိုးကြီးမြေပြိုမှုတွေကြောင့်လူတွေဒါဇင်နဲ့ချီသေဆုံးသွားပါတယ်။နီပေါအရှေ့ပိုင်းမှာလူအယောက်40ကျော်သေဆုံးပြီးတောင်ပိုင်းမှာကျောက်မှဖွယ်လျှက်စီးလက်မှုနဲ့ကြုံခဲ့ရပါတယ်။အိန္ဒိယဝန်ကြီးချုပ်နရင်ဒါမိုဒီကတော့လူအနည်းဆုံး18ယောက်သေဆုံးခဲ့တဲ့ဒါဂျီလင်ဒေသအနောက်ဘင်္ဂလောကအခြေအနေကိုအနာပိုင်းတွေအနီးကပ်စောင့်ကြည့်နေတယ်လို့ပြောပါတယ်။အဲ့ဒီဒေသမှာရာသီဥတုဆိုးရွားမှုတွေလာမဲ့တနင်္လာနေ့အထိဆက်ဖြစ်နိုင်တယ်လို့အနာပိုင်းတွေကသတိပေးထားပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းမှာလူတွေခရီးအသွားအလာများတဲ့ကာလအတွင်းတိုင်ဖုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့လို့မြေပြုံမှုတွေဖြစ်နေပါတယ်။လူပေါင်း၃သိန်းကျော်ကိုဘေးလွတ်ရာကဲထုတ်ထားပြီးလေရင်ခီးစဉ်တတော်များများကိုဖျက်သိမ်းထားရတဲ့အပြင်ဟိုင်နန်ကျွန်းကနေဂရုတင်မော အသွားအလာတွေကိုလည်းဆိုင်းငံ့ထားပါတယ်။ မိုးတွေလည်းတသေးထန်ထန်ရွာနေပြီးလေးတိုင်နှောင်းဟာတနာယီကို ကီလိုမီတာ150နှုန်းနဲ့တိုက်ခိုက်နေပါတယ်။မတ်မိုးလို့အမည်ပေးထားတဲ့တိုင်ဖွန်းမုန်တိုင်းဟာပြီးခဲ့တဲ့သတင်းပတ်တုန်းကလည်းဖိလပိုင်နိုင်ငံကနေရာဒေသတော်တော်များများမှာဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။မက္ကဆီကိုမှာခလေးမတိမ်မှုတန်တရားနဲ့နိုင်ငံတကာဘောလုံးသမားဟောင်းလေးဖြစ် ဘောလုံးအသင်းတစ်ခုရဲ့မန်နေဂျာလည်းဖြစ်တဲ့အိုမာဘရာဗိုကိုရဲကဖမ်းဆီးလိုက်ပါတယ်။သူဟာဆယ်ကျော်သက်မိန်းကလေးတယောက်ကိုအကြိမ်ကြိမ်မရင်းကျင်းခဲ့တယ်လို့စွပ်စွဲခံထားရပါတယ်။ဒီနေ့ညနေပိုင်းလောက်မှာမစ္စတာဘရာဗိုဟာတရားရုံးကို ရောက်လာပွဲရှိပါတယ်။သူဟာမက္ကဆီကိုလက်ရွေးစင်အသင်းမှာ၁၀နှစ်လောက်ကစားခဲ့သူဖြစ်ပြီးချီဗက်ဒီကွာဒါလာဂျာရာအသင်းမှာအမြဲတမ်းကိုယ်သွင်းပေးခဲ့တဲ့ထိတ်တန့်ကစားသမားတယောက်ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ electrocolleg လို့ခေါ်တဲ့ပြည်သူကိုကုစားပြုပြီးတရားဝင်မဲပေးရတဲ့ကော်မရှင်တွေကအနာဂတ်ပါလီမန်သစ်အတွက်ဥပဒေပြုအမတ်ရွေးပွဲကိုဒီနေ့ကျင်းပခဲ့ပါဗျ။အဲ့ဒီကော်မရှင်လူပေါင်း6000ဟာကိုယ်စားလှယ်140ကို ရွေးချယ်ပေးနေကြပါတယ်။အိမ်ဆောင် အစိုးရသမ္မတအာမတ်အယ်ရှာရာက နောက်ထပ်အယောက်80ကိုရွေးပေးရမှာဖြစ်ပါတယ်။ စီးရီးယားမှာလုံခြုံရေးအခြေအနေကြောင့်ပြည်내သုံးခုမှာရွေးကောက်ပွဲကျင်းပဖို့ရွှေ့ဆိုင်းထားရပါတယ်။အခုထွက်ပေါ်လာမဲ့ဥပဒေပြုအဖွဲ့သစ်ဟာနိုင်ငံကိုတမိသားစုတွေကနှစ်ပေါင်း90အုပ်ချုပ်ခဲ့ပြီးတဲ့နောက်ပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကသမရဟောင်းဘရှာအယ်အာဆက်ပြုတ်ကျခဲ့ပြီးထွက်ပေါ်လာတဲ့ပထမဆုံးဥပဒေပြုအဖွဲ့ဖြစ်ပါတယ်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြန်မာ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပင်နေရာပဲရောက်နေနေ BBC အစီအစဉ်တွေကအလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။ ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်ကိုပြန်ကြမဲ့ခီးတဲ့ရာနဲ့ချီကြောက်ဖြူမြို့မှာပိတ်မိနေတာနှစ်လကန်ရှိပါပြီ။ငွေပေးနိုင်သူတချို့ကအာဏာပိုင်တွေကိုငွေပေးပြီးကြောက်ဖြူကနေထွက်ခွာနိုင်ကြပေမဲ့ငွေမပေးနိုင်သူရာနဲ့ချီကတော့ဒီနေ့အထိစာဝတ်နေရေးအခက်အခဲနဲ့ရင်ဆိုင်ရတာပိတ်ဆို့ခံနေရဆဲဖြစ်တယ်လို့ဒေသခံတွေက ပြောပါရယ်။ဒီကြောင့်မတ်စာနီထုံးကဆက်ပြောပြမှာပါ။ တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာဒေသခံယာနဲ့ချီပိတ်မိနေပြီးအခက်အခဲဖြစ်နေတာနှစ်လဝန်းကျင်ရှိနေပါပြီ။ကြောက်ဖြူမှာတိုက်ပွဲပြင်းထန်လာပြီးနောက်ပိုင်းခီးတော်လာခွင့်တွေကိုပြီးခဲ့တဲ့ဩဂလကစလို့စစ်တပ်ဘက်ကပိတ်ဆို့ကန့်သတ်ခဲ့တာကြောင့်အခုလိုပိတ်မိနေကြတာပါ။ ပိတ်မိနေသူတွေဟာပြီးခဲ့တဲ့နှစ်တွေအတွင်းရခိုင်ကနေရန်ကုန်နဲ့တခြားဒေသကိုဆစ်ဆောင်နာကနေနေရပြန်မှုအကြောက်ဖြူမှာစောင့်ဆိုင်းနေရတဲ့သူတွေလည်းရှိနေပါတယ်။ဒါအပြင်တခြားဒေသမှာဆေးကုပြီးပြန်အောင်လာကြတဲ့သူတွေနဲ့ပြည်ပနိုင်ငံတွေမှာအလုတ်သွားလုပ်ပြီးနေရပြန်လာတဲ့သူတွေလည်းပိတ်မိနေကြပါတယ်။အရင်ကတစ်ပတ်ကိုနှစ်ရက်မြို့အပြင်ထွက်ခွင့်ပေးပေမဲ့အခုနောက်ပိုင်းမှာတစ်ပတ်ကိုတစ်ရက်ဓမ္မမုတ်နှစ်ပတ်ကိုတစ်ရက်သာဆစ်ဆစ်ပြီးမှအကန့်အသတ်နဲ့ခွင့်ပြုရတယ်လို့ဒေသခံတွေကပြောပါတယ်။ပိတ်နေတဲ့လူတွေကတော့အများကြီး တင်းကိုခက်မတဲတဲ့လူကတဲတာပေါ့တင်းကိုမတဲတဲ့လူကလည်းဆိုဖုန်ကြီးကြောင်းတော့ဘက်တော့ပဲရထအိမ်မှာလာတဲ့နေရတာကိုကျောင်းရှင်းကြီးဆက်ရှိပြီးရင်သူကဟိုရခရင်ယူမှာပေါ့စကတ်ထတာလေဟိုတခါကြီးကအရှင်းအရှင်းလေးမကောင်းတော့မကောင်းတော့ဘူးငါတိကျတော့ပြောလို့မရဘူးကျောက်ဖြူမြို့နယ်ထဲမှာတိုက်ပွဲဖြစ်နေတာ၈လဝန်းကျင်ရှိလာပြီးပြီးခဲ့တဲ့စက်တင်ဘာမှာစစ်တပ်ဘက်ကအင်အားဖြည့်ပြီးတံပြန်ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေပိုပြင်းထန်တယ်လို့ဒေသခံတွေကပြောပါတယ် ဒါပေမဲ့စစ်ကောင်မရှင်ရဲ့ရခိုင်ပြည်နယ်ဝင်ကြီးချုပ်ဦးထိန်လင်းဦးဆောင်တဲ့အဖွဲ့ကတော့စက်တင်ဘာ26ရက်နေ့မှာကြောက်ဖြူမြို့နယ်ထဲမှာရှိတဲ့စီမံကိန်းတွေကိုတွားရောက်စစ်ဆေးခဲ့ပါတယ်။စစ်တပ်ဟာပြည်သူတွေကိုထောက်ခွာခွင့်ပိတ်ထားပြီးတရုတ်စီမံကိန်းတွေကိုလုံခြုံရေးအပြစ်ပေးထားတဲ့ပုံစံလုပ်ပြနေတဲ့အကြောင်းကြောက်ဖြူဒေသခံတယောက်ရဲ့ထောက်ပြချက်ကိုအတန်စားထိုးဖတ်ပြထားပါတယ်။ပြည်သူတွေကိုပိတ်ထားတာကတော့တိုင်းမုံကပိတ်ခိုင်းလို့ပိတ်ထားတယ်။အကန့်အသတ်နဲ့လွှတ်ပေးတယ်လို့တော့သူတို့ပြောတာပဲ။ဝင်ကြီးချုပ်ကလည်းရောက်လာတယ်သူတို့ကတော့ဘာကြောင့်လာလဲဆိုတာမသိရဘူး။ တရုတ်စီမံခန့်တွေရှိတဲ့မတိတ်ကျွန်းကိုရေချောင်းကနေတော့တယ်ပြီးတော့မန်အောင်ကိုတော့ခဲ့တယ်အဓိကကသူတို့ထိရှုပ်ထားတဲ့နေရာတွေမှာသူတို့လုံခြုံရေးအပြေအဝါပေးထားနိုင်တယ်ဆိုတာကိုပြသလိုတဲ့သဘောလေးဖြစ်နိုင်တယ်ဒါပြင်တခြားဒေသရောက်နေတဲ့သူတွေဟာစစ်တွေမျိုးကလွဲပြီးရခိုင်ကတခြားမျိုးနယ်တွေကိုသွားခြင်းရင်ရန်ကုန်ကြောက်ဖြူလေချောင်းလိုင်းတစ်ခုတည်းကိုပဲအသုံးပြုခဲ့ကြတာပါအခုတော့ကြောက်ဖြူမျိုးစီပြောင်းလာတဲ့သူတွေကိုစစ်တပ်က အခြားမျိုးတွေစီပြစ်မှတ်ထွက်တော့တာကြောင့်အခက်အခဲဖြစ်နေကြပါတယ်ရှင် မဇာနီထုံးမှာစစ်တပ်ဟာလေရင်တွေပဲအုံပြုပြီးလေချောင်းကနေတိုက်ခတ်နေရကနေအခုနောက်ပိုင်းမှာတော့ပါရာမော်တာနဲ့ဂျိုင်ရာကော်ပိုရာတွေကိုပါတုံးပြီးအများအပြားတိုက်ခိုက်လာတာကို တွေ့ရတယ်လို့စီရေးအကြက်ခတ်တွေကပြောပါတယ်။လေချောင်းအေးတာမှုကဏ္ဍကိုအကုန်ကြစရိတ်တတ်တတ်တာနဲ့စီရေးဆင်နွှဲလာတာလို့လည်းဆိုပါတယ်။အပြည့်အစုံကိုမတ်သူစာလင်းကစူးစီးပြောပြပေးမှာပါ။ စစ်တပ်ဟာပါရာမော်တာလို့ခေါ်တဲ့စစ်တပ်လေဒီရဲ့ပြင်အဲ့ဒီကနေတဆင့်ထက်မြင့်ထားတဲ့ဂျိုင်ရိုကော်ပရာလို့ခေါ်တဲ့စစ်တပ်ရဲ့ဟဲ့ရင်ငယ်မှာမော်တာဘုံးသီးတွေကိုတက်ဆင်ပြီးပြစ်မှတ်နေရာကိုထိထိရောက်ရောက်ပြစ်ခတ်လာနိုင်ပါတယ်စစ်တပ်ရဲ့လေကြောင်းရေးတာမှုကဏ္ဍကိုကုန်ကြစိတ်နဲ့နဲ့နဲ့လှုပ်ဆောင်လာနိုင်တဲ့အတွက်လေရင်တွေအစားပါရာမော်တာနဲ့ဂျိုင်ရိုကော်ပရာတွေကိုပြောင်းလဲအသုံးပြုလာတာဖြစ်တယ်လို့လက်နက်ရေးကျွမ်းကျင်သူစီဒီယန်ဗိုမှုနောင်ယိုက BBC ကိုပြောပါတယ်ပုံမှန်လေကြောင်းပစ်ကိုတောင်းမဲ့ဆိုရင်စစ်တပ်ရဲ့ဌာနဆိုင်ရာတည်ရင်အစင့်စင့် ်ကိုတောင်းခံရတာဖြစ်ပေမဲ့ ဒီပါရာမော်တာနဲ့ဂျိုင်ဟိုကော်ပရာတွေကတော့အနည်းဆုံးတက်စခန်းကနေအချိန်တိုအတွင်းမှာပြစ်ကူပေးနိုင်တာကြောင့်လည်းဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်ပါရာမော်တာနဲ့ဂျိုင်ဟိုကော်ပရာတွေဟာမြေပြန့်ဒေသကတော်လှန်ရေးတပ်ရင်းတပ်ဖွဲ့တွေအတွက်ဘလောက်ထိအန္တရာယ်ကြီးမားလဲဆိုတဲ့အပေါ်စီရီယံဗိုလ်ကြီးစင်ရောပြောတာကငယ်မြေကကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ကတော့ဒါကငှက်ဆိုးတစ်ကောင်လိုပဲချိန်မရွေးရောက်လာနိုင်တယ်။အနီးအနားမှာလည်းရှိနေတာပေါ့။အောက်ကမြေပြင်ကနေခေါ်လိုက်တဲ့အတွက်ချက်ချင်းရောက်လာနိုင်တယ်။အဲ့တော့ကျွန်တော်တို့2 3ထားဖို့လိုတယ်။ပြီးရ ရင် drone နဲ့ပါတိုက်ခိုက်လာတာကသူတို့ဒီလေကြောင်းအေးတာမှုခန္ဓာကိုတုံ့ကြစိတ်နည်းနည်းနဲ့ဤပညာစမ်းသပ်ပြီးတော့တီထွင်လာတဲ့အနေအထားမျိုးကိုလည်းတွေ့ရတယ်ပြီးတော့တွင်တွင်ကြဲကြဲပါတုံးလာနိုင်တဲ့အနေအထားမျိုးရှိတယ်လို့ပဲသုံးသပ်ရပါတယ်ဗျာအရင်ကပါရမော်တာနဲ့ဒိုင်ယိုကော်ပိုရာတီကိုတည်ုပ်နိုင်ငံရဲ့အကူအညီနဲ့လှုပ်ဆောင်ခဲ့ပေမဲ့လက်ရှိမှာတော့စစ်တပ်ရဲ့လက်နက်စက်ယုံတွေမှာပါထုတ်လုပ်နေပြီလို့လက်နက်အရေးကြွညင်သူတွေကပြောပါတယ်စစ်တပ်ဟာ 2025ခုနှစ်ထဲမှာလေကြောင်းတိုက်ခိုက်မှုတွေခက်ဆိတ်ဆိတ်လှုပ်ဆောင်လာပြီးပါရာမော်တာနဲ့ဂျိုင်ယိုကော့ဘရာတွေကိုဦးစားပေးသုံးလာတာကြောင့်ဒေသခံပြည်သူတွေရောတော်လန်ရေးတပ်ဖွဲ့ဝင်တွေပါထိခိုက်မှုများလာတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။လေကြောင်းကနေလေရည်တဲ့ဘုံကျဲတိုက်ခိုက်တာနဲ့ပါရာမော်တာနဲ့ဂျိုင်ယိုကော့ဘရာတွေကိုတုံးပြီးဘုံကျဲတိုက်ခိုက်တာကဘလို့ကွာခြားမှုတွေရှိပါသလဲ။ဗန်လီတိုင်မြင်းတန်ခိုင်နထိုးကြီးမြို့နယ်မှာရှိတဲ့ဒေသခြေဆိုင်တော်လန်ရေးတပ်ဖွဲ့ဝင်တအူးပြောတာက အဲ့နှစ်မျိုးကတော့ကောင်တီးပြီမဲ့လေကျင်းမကိုပူတိကြအောင်တိုက်ခိုက်နိုင်တယ်ဂျက်ဖိုက်တာတို့ဒီ MMA fight တို့ပေါ့နော်တိုက်ခိုက်ရေးနိုင်ရင်ပေါ့နော်အဲ့ဒီကောင်တီးရကြတော့ပြင်းအားတော့ဂျိုင်ရိုကိုဘရာတို့ဘာလာမူတာတို့လည်းပူပြီးပြင်းတယ်ဒါမဲ့ဒီပြင်းမှတ်ကြတော့ဒီဘာလာမူတာနဲ့ဂျိုင်ရိုကိုဘရာလောက်တော့တိတ်ပြီးတော့မတိကြဘူးပါရာမော်တာနဲ့ဒိုင်ရိုကော်ဘရာတွေဟာအရှိန်နှေးတာကြောင့်စစ်တပ်ဟာမေပင်ကနေအလွယ်တကူပြန်လည်ပစ်ခတ်နိုင်တဲ့အတွက်တောင်ထူတက်တဲ့တိုင်းရင်းသားဒေသတွေမှာတော့လေရင်တွေကိုဆက်သုံးပြီးဘုံကျဲတိုက်ခိုက်နေစေဖြစ်တယ်လို့စစ်ရေးအကဲဖြတ်တွေကပြောပါရရှင် မန္တလေးမှာတော့မန်တက်သူနှစ်တရာပြည့်ပွဲကျင်းပနေပုံနဲ့ပတ်သက်လို့မတ်တာယာကစူးစီးပြောပြပေးမှာပါ။ အင်အားပြင်းငလင်ကြောင့်ပျက်စီးခဲ့တဲ့မန္တလေးတက္ကသိုလ်တိုင်း6လုံးအဆောင်အုံဟာပြင်ဆင်မှုတွေပဲပြီးသေးပေမဲ့အောက်တိုဘာ24ရက်နေ့မှာတော့နှစ်တရာပြည့်ပွဲကိုထပ်မံကျင်းပခဲ့ပါတယ်။မန္တလေးတက္ကသိုလ်နှစ်တရာပြည့်မြောက်ခဲ့တဲ့ပြီးခဲ့တဲ့ဇူလိုင်4ရက်နေ့ကလည်းကနဦးစတင်ရအဆောင်အုတ်တိုက်နေမှာကျင်းပခဲ့ပါသေးတယ်။အခု3လအကြာမှာပဲတက္ကသိုလ်ရပြည့်ထဲအမှတ်ဆိုပြီးပြင်ဆင်မှုတွေပဲပြီးသေးပေမဲ့ ပေမဆောင်မှာထပ်မံပြုလုပ်နေတာလို့ယာပြည့်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်တွေကပြောပါတယ်။ငလင်ကြောက်ပျက်စီးခဲ့တဲ့တက္ကသိုလ်အဆောက်အဦတွေအလုံးစုံပြင်ဆင်မှုမပြီးသေးဘူးလို့ယာပြည့်ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင်တဦးပြောတာကမဲမပြီးသေးဘူးလေ။ပတ်ပတ်လည်းပေါ့အမိုးတွေကာပြီးပြီးပြီးအပြင်ဘက်ပိုင်းပေါ်လေပြင်ဘက်ပိုင်းတော့ကုန်ပြီးပြီ။ဟိုငကူအော့ဖ်ဒင်းကြီးကိုငကူဟိုဥသာမောတမူရဲ့ပုံစံမျိုးပေါ့လေ။အဲ့လိုတော့ကုန်ပြီးသွားပါပြီ။အဲ့ဒီအသေးသေးလေးတော့ စစ်စစ်ကိုဝိစကူဒီလိုဆက်လုပ်မယ်လို့ပြောပါတယ်အကုန်လုံးကဒီရရလုံးတဲ့အချိန်ကလေအရန်နေတာပေါ့နော်အပြီးတော့မိုးတွေလည်းညွာပါလဲညာလဲဆိုတော့တန်းတဲ့ဟာတွေကတော့ဆန်ဆန်းအောင်ရေတော့ရှင်းမှုမပြတ်အောင်လေအခြေတပြက်နေတော့တော့ဘာလို့ဒီဒီဘာပြတ်စားလဲစားပြတယ်လားအဲ့ဒါလေးအကုန်လုံးစင်ပြောင်းတော့သူ့ကိုမိုးစားတယ်သူစစ်စစ်ရေးဆိုရင်ဆက်လုပ်သွားလိမ့်မယ်လို့ထင်ပါတယ်နော်မန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားကိုအော်တိုဘာ၄ရက်ကနေ၆ရက်အထိကျင်းပမှာဖြစ်ပါတယ် ရာပြီအခမ်းအနားမကျင်းပမီနှစ်ရက်အလိုကလေးကမြို့ထဲမှာအစစ်အစေးတွေတင်းကျပ်နေပါတယ်။မနေ့ကစတင်ကျင်းပခဲ့တဲ့အခမ်းအနားကိုတော့စစ်ခေါင်းဆောင်တက်ရောက်ခဲ့ပါတယ်။အဲ့ဒီနေ့မနေ့ပိုင်းမှာပဲအလဲပိုင်းတိုင်းစစ်တပ်နာကျော်လက်ပကရှိတဲ့နန်းရီနဲ့ကိုရှော့တိုက်တုံးနှလုံးပစ်ခတ်ခဲ့တယ်လို့ Brisk Warrior for Myanmar BWR အဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါကြောင့်စစ်တပ်ကလေရင်နဲ့ကင်းလဲ့တာအပြင်မြို့ရင်းမှာအစီအစေးတင်းကျပ်လိုက်တယ်လို့ဒေသခံတအူးကပြောပါတယ် တေးကြတော့အဲ့နန်းတွင်း area တွေကြာတယ်အတီးပြုလို့ရတယ်အဲ့ဒါတော့တေးကြတယ်ကြားလိုက်တဲ့သူကအဲ့နာပတ်လေမှာဆွဲနေကြတယ်အတီးပြုရဆောင်းနိုင်ခွဲလောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကြိမ်မဲတယ်နှစ်ကြိမ်မဲတယ်အခုကမဟုတ်မနေ့ဆိုးဆိုးဆိုတော့တချို့အလုံးလုံးတဲ့လူမှန်မှမြူတဲ့သွားလာနေတယ်အဲ့လိုလူကြီးတော့မသိတာတေးကြတော့ short တိုက်တော့ဝေးတယ်လို့ပြောတယ်ဘယ်ကဘယ်ဘက်ကလာလဲဆိုတော့မသိဘူးပေါ့နော်သူတို့သူတို့ဘက်ကတော့နည်းနည်းအဲ့လိုက် second လောက်မှလင်းဝဲတာတွေပါတယ်ဆိုတော့ဟုတ်တယ်အဲ့ဒါတော့ကြားတယ် လပခရဲအပြစ်ခံရပြီးတဲ့နောက်မှာမန္တလေးနဲ့ထိစပ်နေတဲ့မင်းကွန်းနဲ့မတရားဘက်ကိုစစ်ကြောင်းထိုးတာတွေစတင် လုပ်နေတယ်လို့သတင်းတွေထွက်ပေါ်နေပြီးမဲ့ BBC အနေနဲ့အသေးချအတည်မပြုတ်နိုင်သေးပါဘူးရှင်။မန္တလေးကနောက်ဆုံးအခြေအနေကိုမတ်တာယာကစူးစီးပြောပြပေးခဲ့တာဖြစ်ပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။